နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ20ပြည့်အထိမ်းအမှတ်အခမ်းအနားတို့တက်ရောက်ရန်အတွက်မကြမီရက်ပိုင်းအတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ချစ်ကြည်ရေးခီးသွားရောက်မှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ ခရီးစဉ်အတွင်းနာဆာကဥက္ကဋ္ဌဟာအခမ်းအနားကိုတက်ရောက်လာကြတဲ့နိုင်ငံကောင်းဆောင်များနဲ့တရားတွေးဆောင်ဆွေးနွေးခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ပြီးချစ်ကြည်ရေးခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနဲ့ပြည်သူများအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကဏ္ဍပေါင်းစုံမှမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပုံမူတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ အလားတူနာဆာကဥက္ကဋ္ဌရဲ့ဇနီးဒေါ်ဂျူဂျူလာဟာရုရှားဖက်ဒရေးရှင်းကောင်စီဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ်စ်ပေလန်တီနာမက်ပီယန်ကိုရဲ့ဖိတ်ကြားချက်အရနာဆာကဥက္ကဋ္ဌနဲ့အတူတဘာရဲသွားရောက်မှာဖြစ်ပြီးခီးစဉ်အတွင်းဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနဲ့တွဲဆောင်ဆွေးနွေးမှုဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဆိုပါချစ်ကြည်ရေးခီးစဉ်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့အစိုးရအရာရှိကြီးများလည်းလိုက်ပါသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ တပ်မတော်စစ်ကြောင်းများအားနှောက်ယှက်တိုက်ခိုက်နေတဲ့နောင်ချိုမြို့အနီးရှိ TNAA အကြမ်းဖက်စခန်းတစ်ခုအားတပ်မတော်မှမေလ9ရက်ညနေ4နာရီအချိန်ခန့်မှာတင်ပိုက်ရရှိခဲ့ကြောင်းသိရပါဗျ။ဖြစ်စဉ်မှာ TNAA အကြမ်းဖက်သမားများစုခွာထွက်ပြေးသွားတဲ့အတွက်တပ်မတော်သားများထိခိုက်မှုမရှိဘဲအကြမ်းဖက်သမားတလောင်းတနက်တလက်ကြီးအင်ဂျီဆန်များပြစ်ကျင်းဗန်ကားများအားတင်ပိုက်ရရှိခဲ့ပြီးနေမြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်နေကြောင်းသိရပါဗျ။ TNNA အကြမ်းဖက်အဖွဲ့ကတက်မတော်နဲ့ဆွေးနွေးမှုများမှာသဘောတူညီမှုမရသေးကြောင်း UNG အကြမ်းဖက်အဖွဲ့နဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုထားပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့ကိုပိတ်မှတ်ထားပြီးယူကရိန်းကမောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်မှုဒုတိယညစ်ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေကပြောပါရယ်မြို့တော်ရှိအဓိကလေစိတ်လေးခုစလုံးကိုဘေးကင်းလုံခြုံရေးအတွက်ယာယီပိတ်ထားကြောင်းရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကပြောပါရယ်ယူကရိန်းဒရုန်း16စင်းကိုသူတို့ရဲ့ပြစ်မှတ်တွေကိုမရောက်ခင်ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့မော်စကိုမြို့တော်ဝန်ကပြောပါရယ်လွန်ခဲ့သည့်လကအိန္ဒိယဘက်ခြမ်းရှိကက်ရှမီးယားဒေသတွင်ခီးသွားများအားလူသေဆုံးမှုများရှိခဲ့တဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့်ပါကစ္စတန်အစိုးရကြားတင်းမာမှုများကိုကြားဝင်ဖြေရှင်းပေးရန်ကြိုးပမ်းတဲ့အနေနဲ့အီရန်နိုင်ငံသားရေးဝန်ကြီးကပါကစ္စတန်သို့မေလ9ရက်မှာရောက်ရှိလာခဲ့ပါတယ်။အငင်းပွားပွဲကက်ရှမီးယားဒေသမှာခရီးသွားများတေဆုံးမှုဖြစ်ပေါ်စေခဲ့တဲ့တိုက်ခိုက်မှုကြောင့်တင်းမာမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းအီရန်နိုင်ငံသားရေးဝန်ကြီးအဘက်စ်အာရာချီရဲ့ခရီးစဉ်ဟာပထမဆုံးအကြိမ်ပြပအကြီးအကဲတအူလာရောက်ခြင်းလည်းဖြစ်ပါတယ်။ အာရာဂျီဟာအစ္စလာမဘတ်မြို့တော်အနီးရှိလေစိတ်မှာဆင်းသက်လာခဲ့ပြီးနောက်ပါကစ္စတန်အကြီးတန်းတာဝန်ရှိသူများကလာရောက်ကြိုဆိုခဲ့ကြပါတယ်။ရန်ကုန်မော်လမြိုင်လမ်းပိုင်းနှင်းပလဲဘူတာနှင့်တောင်စုံဘူတာကြားမိုင်တိုင်း132 30စက်တကြားတရားအမှတ်65ပေ80တရားအားယနေ့မှအကျန်းဖက်တောင်ကျန်းသူအဖွဲ့မှမိုင်းထောင်ဖျက်ဆီးခဲ့တာကြောင့်ရထားလန်တရားပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့်ယနေ့မော်လမြိုင်ဘူတာကြီးမှထွက်ခွာမဲ့အမှတ်82အစုံမော်လမြိုင်ရန်ကုန်ယထားနှင့်ရန်ကုန်ဘူတာကြီးမှထွက်ခွာမဲ့အမှတ်81အစံရန်ကုန်မော်လမြိုင်ယထားခရီးစဉ်နှစ်ခုအားယာယီဖြတ်သိမ်းထားပြီးဝယ်ယူထားပြီးတဲ့ယထားလက်မှတ်ခံများအားမော်လမြိုင်ဘူတာကြီးမှနေခြင်းလက်မှတ်ယုံမှပြန်အမ်းပေးနေကြောင်းသိရပါသည်